မန္တလေးတိုင်းမေတီလာမြို့နယ်မေတီလာမြို့ဘဲကန်စည်းနီးမှာပြီးခဲ့တဲ့ အောက်တိုဘာ14ရက်နေ့မှာစစ်ကောင်မရှင်ကစစ်မှုရန်တပ်သားတစ်စုဆောင်းဖို့အတွက်လူငယ်အယောက်20ကျော်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်မရှင်ကစစ်မှုရန်ပတ်စဉ်18တင်းနှန်းအတွက်ရည်ရွယ်ပြီးတော့နယ်မြေကန်စစ်ကောင်စီတပ်ဖွဲ့တွေကဈေးနီးဖြတ်သွားတဲ့လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်ပြီးလူငယ်အယောက်20ကျော်ဖမ်းဆီးခံခဲ့ရတာက လက်ရှိမှာခလာရ133တည်ရင်မှဖန်ဆီးထားတယ်လို့တက်တွင်းသတင်းရင်းမြစ်စီကသိရပါဗျ။အလားတူပြီးခဲ့တဲ့အောက်တိုဘာ12ရက်နေ့ကလည်းမိထီလာမျိုးနယ်အတွင်းကလူငယ်9ဦးပေါ်တာဆွဲဖန်ဆီးခံခဲ့ရပါဗျ။ဒီလိုလူစီကားရနေရာတွေမှာစစ်တပ်ကလူဖမ်းတာမျိုးကတက်အပ်ပြောမရဘူး။နေမြေခံတက်နေရဲ့လိုအပ်ချက်အရလောက်ကြတာလူလိုလာပြီးဖိအားပေးခံရပြီဆိုရင်ရတဲ့နီးနဲ့တွေ့တဲ့သူကိုဆွဲတာမျိုးလို့ စီဒီအန်တက်မရွန်သားတူက ERI Times ကိုပြောပါရယ်စစ်ကောင်မရှင်ရဲ့နောက်ပိုင်းစစ်မှုရန်တင်တဲ့အပတ်စဉ်တွေမှာတက်မတ်လူရည်ပြည့်မီအောင်ရရှိတာမရှိတဲ့အတွက်လူငယ်တွေကိုရတဲ့နီးနဲ့ဖန်စီပြီးစစ်တင်နှံပို့ဆောင်နေတာလည်းဖြစ်ပါရယ်ဒါအပြင်စစ်ကောင်မရှင်တက်ဖွဲ့တွေအနေနဲ့၎င်းတို့လိုအပ်လာပါကလည်းကားကဲ့ယထာဘူတာတွေမှာကားယထာတို့ကလိုက်ပါလာတဲ့လူငယ်စင်းကိုကြည့်ပြီးဆောင်ဆိုင်ဖန်စီမှုတွေပြုလုပ်နေတယ်လို့ပြည်သူ့ရင်ဝင် ဖွဲ့စည်းစီကသိရပါရယ် မွန်ရွာမြို့နယ်မှာလဲစစ်ကော်မရှင်ကအောက်တိုဘာ23ရက်နေ့နဲ့14ရက်နေ့စတိုင်ဖျားပွဲလာရောက်လဲပတ်တဲ့လူငယ်အယောက်40ဝန်းကျင်ကိုပေါ်တာဆွဲဖမ်းဆီးထားတယ်လို့ဒေသခံတွေကဆိုပါတယ်။လက်ရှိမှာစစ်ကော်မရှင်ကပြည်သူစစ်မှုရန်တင်လန်းအမှတ်စဉ်19ကိုဖွင့်လှစ်တင်လန်းပေးနေပြီးအစောပိုင်းစစ်မှုရန်တင်လန်းစင်တပ်သားတွေကိုလည်းရှေ့တန်းစစ်မြေပြင်ကိုဇက်တိုက်ပို့ဆောင်နေကအများစုမှာတိုက်ပွဲတွေတွင်သေဆုံးမှုတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။